တို့အနေနဲ့ကတော့လေတစ်သက်လုံးဒီချစ်ခွဲညာပေါ့ဒီ love story love song အနေနဲ့ပဲကတို့အလုပ်လုပ်နေရတဲ့အချိန်မှာဟိုနားဆင်တဲ့ audience တွေတစုံတရာအကျိုးအမြတ်ဖြစ်စေထိပေါက်သလိုပဲရောင်းဝမ်းသာရတယ်အဲဒူးတောက်တဲ့ဟိုအောင်မြင်တိုးတက်အောင်အဲလုတ်ကန်ရတာတည်းစားလို့ရှိရင်အစုအဖွဲ့အသင်းအဖွဲ့နဲ့တကူလို့လုတ်လုတ်ကန်ရတဲ့အခါမှာဟိုတယောက်တယောက်လည်းပြန်ပြီးတော့ပံ့ပိုးပေးတယ် ဒီအတရားမြင်မှုတွေကပေါ့နော်ပြီးတော့ဟိုရေရှည်လက်တည်တတ်နေအဲ့လိုမျိုးလိုမျိုးခံယူထားပါတယ်အဲ့တော့ကြောင့်အဲအမှန်တမ်းပြောရင်တော့ဒီဂီတာဂီတာလောကမှာဆိုတော့ကိုရောတော့နောက်မှစူးစမ်းနေရတဲ့လူတွေအဲဂျူနီယာတွေမှာပါပဲမဲ့လေ ကိုစီနီယာတွေဥပမာကူပီပေါ့နီနီကင်ဆောဆိုလည်းဗန်တိုင်းပြောရင်စီနီယာပဲနောက်ကြောင်အခုမစ္စန်နီဆိုလည်းစီနီယာပဲဒါပေမဲ့ကိုရိုးနဲ့ collaborate လုပ်ပြီးတော့ letter ပြီးတော့ကိုရိုးတူတူသွားခွင့်ရတဲ့ဒီခီးအတွက်ဝမ်းသာတယ်ပြီးတော့တူဦးတယောက်အောင်မြင်တာကိုရိုးအားလုံးရဲ့အောင်မြင်မှုလို့ခံယူထားပါတယ်ဟုတ်ကိုရိုးဂီတာမှာဆိုလည်းရေးဆိုဒီဖန်ဆိုပြီးတော့မှဒီ crew တစ်ခုလုံးနဲ့အလုပ်လုပ်ကြတာဟုတ်အဲ့တော့ဟိုဒီ group အဖွဲ့အစည်းတစ်ခုအောင်မြင်နေခြင်းတနည်းအားဖြင့်အဆိုအောင်မြင်နေအဆိုအဆိုတော့အောင်မြင်နေတယ်ဒါမှမဟုတ်တီးရအောင်မြင်နေတယ်ဟိုကတော့ကိုရိုးဆိုဝေကြီးလို့ရှိမယ်ကွာအဲ့ဒါကြောင့်ဂျူဝါလို့ရှိမယ် ဂျူအန်နဲ့ကိုနဲ့အဲ collaborate လုပ်ပြီးတော့မှဒီသင်းလေးတစ်ပုဒ်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်ဂျူအန်ကဂျူအန် solo အလုပ်လုပ်တဲ့အချိန်မှာသူအောင်မြင်တာကလည်းဒီအကိုနဲ့သူနဲ့လက်တွဲပြီးလုပ်လုပ်တဲ့ကိစ္စပေါ်မှာအများကြီးတက်ရောက်မှုရှိရအဲ့တော့ဟိုတူးတူတယောက်တည်းအောင်မြင်အောင်ဂျူးစားရတာတဲ့ဆိုင်အသင်းဖွဲ့အစုလိုက်အောင်မြင်အောင်ဂျူးစားရတဲ့ vibe ကိုကိုတို့လည်းပို့လို့လာတယ်ကြိုက်လဲကြိုက်တယ်အဲ့တော့ missan တွေကလည်းဒီလိုမျိုးပဲစိတ်ထားပြီးတော့ခုလို level ဖြစ်တာအဲကိုတို့ဒီ guitar လောက်ကလည်းဆက်ဆက်ဝင်ခြင်းကတော့ဟိုဟိုအစိမ့်တက်တက်ပဲပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့အလုံးနဲ့မဟုတ်ပဲ personal နဲ့တယောက်တယောက်ရင်းနေတယ်စိတ်သဘောထားတွေတိုက်ဆိုင်တယ်လိုချင်တာတွေဖြစ်ချင်တာတွေတူကြတယ်ပြီးတော့ missan တွေနဲ့အမှတ်တရပြောရမယ်ဆိုတော့ဒါ covid 19ပေါ့နော် covid 19မှာအဲ go away corona ဆိုရဲဒီလက်ကိုခဏခဏဆေးပါဆိုရဲဆင်းလေရတော့အဲအခုရော missan တွေရောဟိုကိုတို့နှစ်ယောက်ကိုပို့ပြီးတော့နီးကပ်စေတယ်ရင်းနေစေတယ်အဲ့လိုတော့ပြောလို့ရပါတယ်ဟုတ် ah 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 la seba alo 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 la seba dilo dilo digo taba digo ba mie ga twa twa ba corona ဆိုရောလေအကိုရောနေနေရတော့လေတစ်သက်လုံးဒီချစ်ခွဲ냐ပေါ့ဒီ love story love song နေနေပဲကိုရောလုံးလုံးနေရတဲ့အချိန်မှာ ဟိုနားဆင်တဲ့ audience ဆိုတဲ့စုံတရားအကျိုးအမြတ်ဖြစ်စေထိပေါက်သလိုပဲရောင်းဝန်းသားရတယ်။အခုကကျွန်တော်ကျမ်းမာရေးသင်ဖြစ်တယ်။အများသောဖြင့်ကျမ်းမာရေးဆိုတာစာစကားတွေပါတဲ့အတွက်အဲ့ဒါကိုလူတွေနားထဲကိုလွယ်လွယ်ကူကူဝင်သွားဖို့ရောက်သွားဖို့ဆိုတာခက်တယ်။တွေ့ရင်အဲ့ဒါကိုလည်းစဉ်းမပြောင်းဖို့ဆိုတာခက်တယ်။ဒါပေမဲ့ရောက်သွားပြီဆိုလို့ရှိရင်လည်းဒါလေးတွေအများနဲ့ရွတ်ဆိုပစ်တဲ့အတွက်ကျမ်းမာရေးအသိပညာပါတဲ့အတွက်ပေါ့နော်။ prevention တစ်ခုရတယ်။ ဆိုတော့အဲ့လိုမျိုးရလက်ကောင်းလေးဖြစ်ဖြစ်သွားစေတဲ့အမှတ်တရတော့ဒါမိဆန်ရောကိုယ်အတွက်ဘရောမမမိနိုင်တဲ့အမှတ်တရတစ်ခုပါပဲပြီးတော့ခြေလက်ကျေးဇူးတင်တဲ့အစီအစဉ်တွေပေါ့နော်အစပထမတော့ကတော့နည်းနည်းကြီးများခဲ့သေးတယ်သချင်းကိုကိုယ်မစိုးရဲဘူးတော့အင်္ဂလိပ်လိုလည်းပါတယ်ကွာပြီးတော့အဲ့ chorus ပေါ့ chorus ဆိုတော့အာ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 လာစေးပါဆိုအာအာအာဆိုပရမအကိုစိုးနေကြတယ်မှာအဲ့လိုမျိုးတွေကိုယ်အသိမစိုးတတ်ဘူးလေအဲ့တီးကိုကြီးများတာကိုစီစဉ်သူကြီးများကိုလွတ်လိုက်သေးတယ်ဒါပေမဲ့တကယ်တည်းဆိုပြီးလို့အားလုံးအတွက်အကျိုးရှိတယ်လေဆိုတဲ့ခံစားချက်လေးကတော့ PD လေးကတော့အားလုံးကြော်လွားကြော်ဖြတ်သွားနိုင်တယ်ဟုတ်ဒီတန်ကြီးက 哦，也 easy 呢。 happy vibe ပေါ့နော်မှန်တိုင်းပြောရင် तू handle လုပ်ထားရတာတော့ click ဟို तू handle လုပ်နေရတာကတော့အရင်ရင်းချက်တဲ့နေရာတခုကနေ तू handle လုပ်နေရတာဟိုဒီစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စဒီနုပညာနဲ့ပတ်သက်တဲ့ကိစ္စပေါ့တော့အိမ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့ तू handle လုပ်နေရတာတော့လူကြီးတယောက်နေရာရင်းချက်တဲ့နေရာဒါပေမဲ့ဟဲ့ပတ်ဝန်းကျင်ကို तू ဆက်ဆံတဲ့အခါကျလို့ဖြစ် तू ကလေးလေးတယောက်လိုပဲပြီးတော့အားလုံးပြောစီခြင်းနဲ့အားလုံး heal လုပ်ပေးရဲကိုကအဲ့လိုခံစားရတယ်ပြီးဆက်နေနဲ့တွေးလိုက်ရင်လေကိုဘွားမှာဟို energy တွေ drain ဖြစ်သွားတာပင်ပန်းသွားတာတခါမှမရှိဘူး तू တွေးလို့ပျော်သွားလမ်းဆန်းသွားအဲ့လိုမျိုးပဲခံစားရတယ်ဟုတ် ဟုတ်အားလေးထွက်လာပို့လေးဟုတ်ဟုတ်အဲအကိုကတော့ဟိုခုလောလောဆယ်ပေါ့နော်ဒီဒီကြားကာလမှာတော့ collaboration လေးလေးဖို့လောက်လုပ်နေတာရှိတယ်ဒါပေမဲ့ထူးထူးခြားခြားမျိုးသားတိသက်ရှင်၄ဦးနဲ့ဖြစ်နေတာပေါ့နော်ဆိုတော့အများသောဖြင့်ဇုံတွဲဆို main clinic နဲ့ပဲကိုရိုဆိုပြကြအောင်များတယ်ဒါပေမဲ့ရှေ့မှာတော့ကောင်းကောင်းနဲ့နှုတ်ဆက်လန်းခွဲဆိုပြီးကြားလေးအတွဲလေးဆိုပြခဲ့တယ်ဆိုတော့အခုနောက်ပိုင်းဒီကာလမှာ collaborate လုပ်နေတဲ့မျိုးသားတိသက်ရှင်၄ဦးနဲ့ဆင်လီထွက်လာဖို့ရှိပါတယ်ဒါပေမဲ့ဟိုဘယ်လိုထွက်လာမလဲဆိုတော့ season 2တွေပေါ်မှာမူတည်ရပါတော့ကိုရောတခြားမသိသေးဘူးပေါ့ Thank you.